မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဘတ်တက်ကနဘတ်141ဂောဓာဇတ်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇတ်တော်ကတော့စင့်ကျင်ဘက်ဖြစ်သောမိတ်ဆွေပုတ်တင်ပေါင်တင်တော်ဖုန်ငယ်ကြောင့်ဖုတ်တမျိုးလုံးပျက်စီးလူမတက်ဖြစ်သောအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝေလုံဝေလူဝံကျောင်း၌တရင်သုံးတော်မူစဉ်ဆန့်ကျင်ဘက်အဆွေခင်ပွန်းကိုပေါင်းဖော်သောယဟန်ကိုကြောင်းပြု၍အောက်ပါအသိဆက်ကို ဆောင်တော်မူသည် လွန်လေပြီးသောအခါဗာရဏတိပြည်ဝဗေမတ္မေမင်းပြုတည်ရှိသောဘုရားအလောင်းသည်ဖွင့်မင်းဖြစ်၍မြေကန္နာရှိ တွင်ကြီးတစ်ခုဝယ်အရာမကသောဖုတ္တဖြစ်ချင်ရန်လျက်ရှိနေ၏ထိုဖွင့်မင်း၏တားဖြစ်သော ဖုန်ငယ်ကပုတ်တင်တကောင်နှင့်အဆွေခင်မွန်းဖွဲ့ကအတူတကွဝမ်းမြောက်ဝမ်းသာနေလျက်ပုတ်တင်ကိုဖတ်၍ကစားကြ၏ဖုတ္တသည်ဖုန်ငယ်၏အကြောင်းကိုဖွင့်မင်းအားပြောကြားကုန်၏ဖွင့်မင်းသည်တားငယ်ကိုခေါ်၍အမောင်းပုတ်တင်နှင့်အဆွေခင်မွန်းမဖွဲ့လင့်ပုတ်တင် ်ကအမျိုးရုပ်ဤပုတ်တင်နှင့်အဆွေကမွန်းဖွဲ့လင်း၎င်းကိုမြင်၍ဖွတ်တွေတစ်မျိုးလုံးပြက်စီးလိုက်မည်ဟုဆုံးမသားမြင်လေ၏ဖွတ်ငယ်သည်အဖဖွတ်မင်း၏စကားကိုနားမထောင်အကျွမ်းတဝင် ပုတ်တင်နှင့်တာနေလေ၏တနေ့တနေ့ဖွတ်မင်းသည်တားငယ်ကို အဖန်ဖန်ဆုံးမသားမြင်၍မရတော့သည်ဖြင့်ငါတို့အားပုတ်တင်ကိုမြင်၍မုတ်ချ ေးတွေ့သည်ရှိသောပြေးထွက်ဖို့လမ်းရရန်ကဲပေါက်တစ်ခုလိုသည်ဟုကြံစီကနံပါတ်တစ်ဖက်တွင်ကဲပေါက်ဖောက်စီ၏ဖို့ငယ်လည်းအစဉ်တစ်ဖြစ်ကြီးထွားသောကိုရှိလေ၏ပုတ်တင်ကရှေးကပမာဏအတိုင်းနိုင်ရှိ၏ဖို့ငယ်သည်ရန်ကပုတ်တင်ကိုဖက်ကအပေါ်ကဖိလေ၏ပုတ်တင်မှာတောင်ထွက်ဖြစ်ဖိတကယ်တို့ဖြစ်လေ၏ သူအကာပုတ်တင်နေပြမန်းနေဖြစ်၍ဖွတ်သည်ဤလိုသာငါ့ကိုနှစ်ရက်သုံးရက်ဆက်ဖြစ်လျင်ငါတရားလိမ့်မည်မိုးဆိုးတယောက်နှင့်အဆွေကင်မွန်းဖွဲ့ကဖွတ်တမျိုးလုံးဖြည့်စင်းမည်ဟုအကြံစီလျက်သာနေ၏ နွေကမိုးရသည်ရှိသောတောင်ပေါ်မှယင်ဘလူတို့သည် ထွက်ကုန်၏ဖုတို့သည်ထိုထိုအရက်မှ ထွက်ကြလျက်ယင်တို့ကိုစားကုန်၏မိုးဆိုးတယောက်သည် ဖုတွင်းကို ဖြတ်မြည်ဟု ပေါတူးကိုကန်ကခွေးပောင်းချင်ရင်လျက်တော်တို့လာ၏ပုတ်တင်သည်ထိုမိုးဆိုးကိုမြင်လင်ငါ၏အလိုပြည့်တော်မည်ဟုဝမ်းမြောက်ဝမ်းသာမိုးဆိုးတံကဲ့၍အိုယောက်ျားဘယ်အတွက်တော်၌လှဲ့လည်နေသည်နည်းဟုမေးလေ၏အဆွေဖုလိုခြင်း၍လှဲ့လည်သည်ဟု ပြောလေ၏အိုယောက်ျားငါဖုတို့ ရာကိုတည်တည်ပြမည်မိနစ်ကောက်ရိုးကိုယူ၍လာပါဟုဆို၍ပုတ္တနေရာကို ပြပီးလျင်ယနေ့ရန်သူပျက်စီးတီကိုမြင်ရတော့မည်ဟုတနေရာကနေလျက်ခေါင်းထောင်ကကြည်လေ၏မုတ်ဆိုလေကောက်ရိုးကိုယူကာခွေးတို့ကိုပုတ်တွင်ပတ်လေထားကာတောင်မိုးပေါက်တွင် ကောက်ရိုးကိုထည့်၍မိတိုက်လေ၏ပုတ္တသည်မိကိုတင့်၍ထွက်ကြကုန်၏မုတ်ဆိုလေအပေါက်တွင်စောက်ကာထွက်တိုင်းထွက်တိုင်းတော့ပုတ္တကိုရိုက်လေ၏မရိုက်မိပဲ လူပြေပြေသောဖုတို့ကို ခွေးတို့သည်ကြိုက်ကုန်၏ဖုတို့အားကြီးစွာပျက်စီးခြင်းတို့ဖြစ်လေ၏ဖုမင်းသည်ပုတ်တင်ကိုမြည်၍ဘေးဖြစ်ကြောင်းကိုတည်သည့်ဖြစ်အကယ်ပေါက်ဖြစ်ပြေကအမောင်တို့ရုံမာတော်သူနှင့်မပေါင်းဖော်ရာရုံမာတော်သူကိုမြည်၍ချမ်းသာမြည်သည်မရှိ ရုံမာတော်ပုတ်တင်ကိုမြည်၍ဖုတမျိုးလုံး ဖြစ်စည်းခြင်းတို့ရောက်ရချေပြီးဟုဖို့အပေါင်းကိုပြောဆိုဆုံးမလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့ဒုအခါပုတ်တင်သည်ယခုအခါဒေဝတဖုငယ်သည်စန့်ကျင်ဘက်အဆွေခမုန်းကိုပေါင်းတော်ယဟန်ဖုမြင်သည်ငါဘုရားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည်ဂောဒာဇက်တော်ဤတွင်ပြီးဤအခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပ 反正。